ီအပိုင်းမှာတော့ဒါတပွဲကောင်းလေးတွေပုံမှန်တင်ပေးနေတယ်ဆိုပေမဲ့ဒါ free ကညီကိုရတော့စမပြေဖြစ်ခဲ့ပေမဲ့ဒါ VIP ကညီကိုရတော့နေ့တိုင်းအစဉ်ပြေနေတာတွေ့ရမယ်ပေါ့နော်ညာဆိုရင်ဒါ3သင်းရွေးပေးခဲ့တယ်ပေါ်တူဂီဘော်ရီရဲ့ဒါယူကရိန်းဘော်ရီရဲ့အီတလီဂိုးဘော်ရဲ့ဆိုပြီးတော့ဒါ3သင်းစလုံးပြားသားတော့မပါဘူးဒါပြီးဝါရလိုက်တယ်ဆိုတော့ဒါမောင်းလောင်းချင်းမောင်းလောင်းတဲ့ညီကိုပဲဖြစ်ဖြစ်ဒါဘော်ရီလောင်းတဲ့ညီကိုတွေပဲဖြစ်ဖြစ်ဒါ VIP ညီကိုရတော့လုံးဝအစဉ်ပြေသွားကြလိမ့်မယ်လို့တော့ထင်မိတယ်ပေါ့နော် မမဝင်ရင်လည်းညီကိုရရလဲဒါ Telegram ကနေပြီးတော့ဒါဆက်သွယ်လို့ရပါတယ်လို့ပြောရင်ဒါကျွန်တော်ပုံမှန်တိုင်းပဲစိတ်ကြိုက်တပွဲကောင်းလေးကိုဒါညီကိုရအတွက်ဒါရွေးထုတ်ပေးဦးမယ်ပေါ့နော်အဲ့ဒါတော့ဒါကိုညကဘာဗလာချင်းစပွဲစုံဒါ၅ရက်မြောက်နေ့အဖြစ်နောက်ဆုံးပွဲအနေနဲ့ဒါကစားကြမယ်အသင်းနေဖြစ်တဲ့အုပ်စုအေရဲ့အုပ်စုပထမနေရာအတွက်ရှင်းပြကစားမယ်ဒါဂျာမနီနဲ့ဆလိုဗကီးယားပွဲလေးကိုကျွန်တော်ရွေးချယ်ပေးထားရေပေါ့နော် ရင်ဆုံးကြီးအနေနဲ့ဂျာမနီကနေပြီးတော့ဒါနှလုံး40နိုင်ကဂိုးပေါင်းကြီး3လုံးတရေဆိုပြီးတော့ပေါက်နေတာကိုတွေ့ရတယ်။ဆိုတော့ပထမကြောမှာဆလိုဗကီးယားအင်္ဂွဲမှာဒီနှစ်သင်းတွေ့ဆုံခဲ့တဲ့အချိန်မှာဒါဆလိုဗကီးယားနေပြီးတော့ဒါဒူးစီးဆိုပြီးတော့နိုင်ယူထားတာလည်းရှိရပါတော့။ခြေစွမ်းရဂျာမနီကပိုတာတယ်လို့ဒါပြောလို့ရပြီးတော့ခုနောက်ပိုင်းဂျာမနီကအရင်ကလိုတိတ်ပြီးအားရစရာမရှိတော့ဘူးလို့တော့မြင်နေပါတော့။ဘာလို့လဲဆိုတော့ဒါလူစင်းအရာသာအင်အားတောင်းနေတယ်လို့ထင်ရပေမဲ့ဒါဘိုးရအောင်ဖန်တီးနိုင်ခြင်းနဲ့လို့ပဲလို့ ကျွန်တော်ကတော့ပြောချင်တယ်ရှီးပွဲဆိုရင်ဒါနှလုံးတရားရုံပေါက်ခဲ့တဲ့ဒါလူစင်ဘက်နဲ့ပွဲမှာဆိုရင်နှလုံးပြီးအောင်တော့သူမနှဲကန်ခဲ့ရတယ်ပြီးနှလုံးပြီးတဲ့အချိန်မှာလည်းဒါအသင်းနိုင်သွားပြီမဲ့ကြီးကရှုံးသွားပြန်တယ်ပေါ့နော်ဘူညာလည်းဒါနှလုံး40စားဆိုပြီးပေါက်ပြီမဲ့တိုက်ဆက်ကဒါဝတီမန်ဒီစာနေနဲ့ဒါအရီယမ်မီတို့ကလည်းအခြေဆက်မိဖို့အပြင်ဒါခိုးရဖို့မလွယ်လောက်တဲ့ချိန်ကြီးပွဲတိုင်းလိုလိုမှာဒါအားနေချက်ရှိနေတာကိုလည်းတွေ့ရတယ်ဆိုတော့ ဆလိုဗကီးယားကိုကြည့်မယ်ဆိုရင်ဒါငါးဘွဲကံပြီးမှာဒါရာကို6ကိုနဲ့ပေးကိုဆိုလို့သူ2ကိုပဲပေးထားရတဲ့ခန်းစစ်ကဒါအနေငယ်ယုံကြည်စရာတော့ကောင်းတယ်လို့ကျွန်တော်ကတော့မြင်မိတယ်ခန်းစစ်မှာဆိုရင်ဒါအေဒီကိုကဟန်နာကိုရှိမဲဒါကကလီယာရီကအော့ဖ်ဘက်ဆိုကဒါခန်းစစ်မှာဂျာမနီနောက်တန်းထပ်ပိုးပြီးတော့ဒါစိတ်ချတယ်လို့လည်းမြင်မိတယ်ပေါ့နော်ကွလမှာဆိုရင်ဒါနာပိုလီကအဓိကကစားသမားဖြစ်တဲ့ဒါလိုဘော့ကာကတိုက်စစ်ကဟာရာစလင်နဲ့ ဒေးဗစ်ဒူရီတို့ကဒါပတ်မိုးပေးနိုင်တာလည်းဒါဂိုးရသွားနိုင်တဲ့အချက်ဖြစ်နေတာကြောင့်ဒါမေးထားလို့တော့မရဘူးလို့မြင်မိတယ်။နောက်တစ်ချက်ရှိတာကဒါဒီဘက်မှာနိုင်တဲ့အသင်းကဒါခြေစစ်ဘက်တိုက်ရိုက်အောင်မှာဆိုတော့ရှုံးတဲ့အသင်းကတော့ပလီယောကစားမှာဒီနှစ်အသင်းကဆိုဆိုတဲ့အချိန်ဒီမှာဒါနှစ်အသင်းစလုံးကတော့ရေကုန်ရေကန်ကစားဖို့ကိုတော့ဒါမြင်ရဖို့ရှိရလို့ပြောချင်တယ်။ဒါနောက်ထပ်တစ်ချက်အနေနဲ့ဆိုရင်ဂျာမနီကဒါဂိုးကွာချားချက်နဲ့ပဲဒါတည်ကျသွားရင်တော့အဆင်ပြေနေတာမို့လို့ ဒါခံစစ်ဖွင့်ပြီးတော့ဒါကိုရဖို့တော့အသေးစားကြိုးစားလိုက်မယ်လို့တော့ကျွန်တော်မမြင်မိဘူးဒါကြောင့်ပဲနှလုံးသွင်းရအောင်ပါပဲတဝက်ပဲရှုံးမယ်ဆိုတော့ဒါအချိန်ဒီမှာကျွန်တော်ကတော့ဒီနေ့ရတပွဲကောင်းချက်မူလေးကိုဒါကြေးရဒါမရှုံးနိုင်ဘူးလို့ထင်ရတယ်ဆလိုဗကီးယားဘော်ဒီလေးကိုဒါညီကိုရွတ်ဒါဖရီဘွဲလေးနေနေရွေးချယ်ပေးခြင်းနဲ့ပေါ့နော်တယ်လီဂရမ် channel လေးမှာတော့ဒါစိတ်ကြိုက်တပွဲကောင်းလေးတွေပုံမှန်တင်ပေးနေအောင်မှာဖြစ်လို့ဒါတယ်လီဂရမ် channel လေးကိုမ join ရသေးတဲ့ညီကိုတွေရှိရင်လည်းဒါ join ထားပြီးဖို့ပြောရင်ကျွန်တော်ဗီဒီယိုလေးကိုဒါဒီဒီရနာလိုက်ပါရစေဗျာ